ပြည်သူပါတီအခိုးတိုင်းဒေသကြီးကဝမြို့နယ်ရုံငန်းဖွင့်လက်ပွဲကိုကြွားရောက်လာကြတဲ့ပြည်သူပါတီဝင်ရဲဘော်များဒီခန္ဓာဖြစ်မြောက်အောင်ဝိုင်းဝန်းပံ့ပိုးကူညီကြတဲ့ပုဂ္ဂိုလ်များအားလုံးကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပနာမစုမုံကောင်းတောင်းအပ်ပါတယ်။ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့ လက်ရှိကြုံတွေ့နေရတဲ့အကြက်တဲကြီးဟာကာလတာရှည်လာအဲ့တော့ကိုဗစ်ကယောဂါကနေစပြီးတော့အဲကျွန်တော်တို့ဒီသားစုတွေကိုမိတ်ဆွေအပေါင်းအသင်းတွေမှာပဲပျက်စီးသွားတာတွေဆုံးရှုံးသွားတာတွေအဲ့ဒီကနေပြီးတော့ဒါကျွန်တော်တို့ဒီကနိုင်ငံကြီးမုံတိုင်းထန်တဲ့ကာလတော်တွင်းမှာကြီးကပျက်စီးသွားတာတွေကြံရှိနေတဲ့သူတွေတဲမှာတောင်မှ အချင်းချင်းစိတ်ဝမ်းကွဲနားလည်မှုလွဲတာတွေကအဆောက်ကျွန်တော်တို့စီးပွားရေးနိုင်ငံရေးလူမှုရေးဒုက္ခအသီးသီးပေါ့အကြက်တဲသီးသီးကိုကျွန်တော်တို့ရင်ဆိုင်ခဲ့ကြရတဲ့အခါကြတော့အရင်ဆုံးကတော့ကိုယ်ကြီးကျန်းမာခြင်းအရေးကြီးပါအဲ့တော့အဲ့တော့ကိုဗစ်ကလည်းအခုတောင်မှပုံတရံပြောင်းပြီးတော့ဖြစ်နေတာတွေရှိတော့ဒါကိုလည်းကျွန်တော်တို့တဦးချင်းတဦးချင်းဂရုစိုက်ကြဖို့ ဒါမိုးလေဦးမှာကျမရေးပြူဆိုင်ကြဖို့ဒါအရေးကြီးပါအဲ့တော့စိတ်ချမ်းသာခြင်းဆိုတာကတော့ရေဘူးရပြောရင်တော့စိတ်မချမ်းသာစရာတွေကတောက်လျှောက်ကျွန်တော်တို့ကျုံးနေရတယ်သို့တော့အဲ့ဒီအခြေအနေတဲမှာပဲကျွန်တော်တို့ဒါအင်မတန်ကြော်ကြားတဲ့ဆရာတော်ရဲ့စာအုပ်ထဲမှာဆိုရင်တော့ဆရာတော်ဦးစောတိကရဲ့အရှုပ်ထဲမှာရှင်းအောင်နေဆိုတာအဲ့တော့ရှုပ်တော့ရှုပ်နေတာပဲအဲ့တော့ဒီထဲမှာပဲကိုကိုကိုမကူးဆက်အောင်စိတ်ချမ်းသာအောင် စူးစားရတာလေလွယ်တော့မလွယ်ပါဘူးနော်အဲ့တော့မလွယ်တဲ့ထက်မှာဒါလည်းပါတာပေါ့နော်အဲ့တော့ဟိုမိပြတ်သွားတယ်မိပြတ်တော့မိဆက်မောင်းတယ်မိဆက်မောင်းတော့လည်းဘာပဲပြောပြောကျွန်တော်တို့ဟာလာဒီလိုမျိုးအခက်အခဲလေးတွေတော့အနေနဲ့များတော့ကြုံရတော့အဲ့တော့ကျွန်တော်ကဘာတော့တွေးမိလဲဆိုတော့ကျွန်တော်ပြပခကြီးတွေတွားတယ်တွားတဲ့အခါကျရင်အကျင့်ပါနေတာကျွန်တော်ယူးယူတွားတယ်အဲ့တော့ဆို power bank မီးပြတ်ရင်ကျွန်တော်တို့ကဖုန်းအားသွင်းတာကစပါဝါဘက်နဲ့သွင်းရတော့အဲ့တော့နိုင်ငံသားသွားတဲ့ခါကျတခါမှအသုံးမတည့်ဘူးယူရယူယူသွားတာအဲ့တော့ဟိုမှာမီးပြတ်တယ်ဆိုတော့ကျွန်တော်ကဂျုံမမဂျုံရတာဟုတ်နော်ဒါဘုရားရင်တော့တိတ်ဖွံ့ဖြိုးတဲ့နိုင်ငံတွေပို့ပါဦးဘေးနာကကျွန်တော်အိန္ဒိယတရုတ်ဒါပြီးခဲ့တဲ့ဒီရပ်ပါဒီကာလာတွေတော်တွင်းမှာသွားတာတောင်မှကျွန်တော်ပါဝါဘန့်တစ်ခါမှမသုံးရဘူးနောက်တစ်ခုကတော့ထူးခြားတာတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့အိမ်သုံးပစ္စည်းတွေမှာ safe guard တွေခံရတာ မိအားစောင့်တက်တာစောင့်ကြတာတွေဖြစ်လို့အာ TV လောင်သွားတယ်ရေခဲတက်တာပျက်စီးသွားတယ်ဆိုတာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ safe guard ဆိုတာကိုပစ္စည်းတိုင်းမှာကျွန်တော်တို့ကတတ်ရတယ်အသူများနိုင်ငံရောက်တော့အဲ့ဒီ safe guard လည်းမတွေ့ခဲ့ရဘူးအဲ့တော့ပြောကျင်တာကအဲ့တော့ကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းဖြစ်ဖို့ဆိုရင်အနှိမ်ဆုံးကတော့ကျွန်တော်တို့ကနေ့စဉ်စောင့်ဝတ်နေရေးကိစ္စတွေပေါ့နောက်တစ်ခါလုံခြုံရေးကိစ္စတွေအဲ့ဒါတွေကအမှတ်ကန်ချက်ရှိဖို့လိုတာပေါ့ ော့တို့တော့ကျွန်တော်တို့နိုင်ငံမှာအကြောင်းအကြောင်းကြောင့်ဟလာဒီဖွံ့ဖြိုးမှုနောက်ကျတာဒါဒီနေ့ဒီချိန်မှာဆိုရင်ဒါလုံခြုံရေးအခြေအနေကအစပေါ့နော်ဒါကျွန်တော်တို့ဟိုတုန်းကနေစုံနေပြဖြစ်တာအခုကကျွန်တော်တို့ပြည်မာတဲမှာပါဖြစ်လာတော့အတက်တဲမျိုးစုံနဲ့ဂျုံရတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍအဲ့တော့ကျွန်တော်တို့ရုံးခန်းတွေဖွင့်တာမန်အပြည့်ဆိုလို့ချင်းဒါကျွန်တော်တို့ဟိုပွင့်လင်းတဲ့အချိန်တခုကျွန်တော်တို့ဂျုံခဲ့ရတယ်ဟိုဒါ ထောင်ကြောင်းကတော့ခဏခဏထက်ထက်ပြောရတာကပြောချင်လို့မဟုတ်ပါဘူးကျွန်တော်2012အကျဉ်းထောင်ကလွတ်လာပြီးတဲ့အခါကျတော့နိုင်ငံကအထိုက်တယောက်ပွင့်လင်းလာတဲ့အခါကျတော့ဒါကျွန်တော်တို့ပြောကြဆိုကြဆွေးနွေးကြအခမ်းအနားတွေလုပ်ကြအခြေအနေရနေပြီးတော့ကျွန်တော်တို့ကဘလို့ဖြစ်နေလဲဆိုတော့နိုင်ငံကြီးကနည်းနည်းလေးပွင့်လင်းလာလိုက်ပြန်ပြီးတော့တခါပိတ်သွားလိုက်အကြက်အသေးတွေဖြစ်လိုက်အဲ့လိုမျိုးဖြစ်ဖြစ်ဒါသမိုင်းကြောင်းနဲ့ပြန်ပြောရင်1948လွတ်လပ်ရေးရပါ ဟာသူများတိုင်းတစ်ပါးလက်အောက်ကနေလွတ်ပြီးကိုယ်စိုးရနဲ့ကိုဖြစ်ပြီးအဲ့ဒီကာလာလေးက10နှစ်လောက်ပဲကြာတယ်တခါပြတ်သွားပြန်တယ်အခုလည်းပဲကျွန်တော်တို့1988ကနေပြီးတော့ဒီမိုကရေစီရေးအတွက်ကျွန်တော်တို့စူးစမ်းလိုက်ကြတာ2017လောက်ကြာမှပြန်ပြီးတော့ပွင့်လင်းလာတဲ့အချိန်လေးဖြစ်တယ်ပြောရရင်တော့10နှစ်လောက်ပဲကြာတယ်တခါပြန်ပြီးတော့ကတောင်းကနေပြန်ဖြစ်ပြန်တော့အဲ့ဒီတော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံမှာဒီမိုကရေစီပွင့်လင်းတဲ့ကာလဟာ ဆယ်နှစ်တည်းပိုမခံဘူးလားလို့တောင်မှကျွန်တော်တို့ကတန်တရားဖြစ်เสียရှိတယ်အဲ့တော့သို့တော့ဘာပဲပြောပြောဒီနေ့အကြက်တဲကြားထဲမှာဒါပုဂိုးတိုင်းဒေသကြီးကဝမြို့နယ်မှာဟိုဒီလိုမျိုးအခမ်းအနားလေးစဖြစ်တယ်ဆိုတာဟာဒါတာတွက်ကောင်းတယ်လို့တော့ကျွန်တော်ကဒီလိုပဲမြင်ပါတယ်နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကပို့ပြီးတော့ကြေပြတ်အောင်စူးစမ်းကြတဲ့အခါမှာနိုင်ငံရေးမကြေပြတ်ရင်ဘာဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ကဒါစိုးရိုးစကားရှိတယ် နိုင်ငံရေးပုံကျင်းသွားရင်စစ်ပုံကျဲလာတာပေါ့အခုကစစ်ပုံကျဲလာနေလေနိုင်ငံရေးကကျင်းပြီးတော့ပျောက်တဲ့လောက်ဖြစ်လာအဲ့ဒါလိုဖြစ်တဲ့အထဲမှာအကြောင်းအကျောင်းနေကြတဲ့မှာတခုကတော့ခုနကဟလာကျွန်တော်တို့ဒီမှာအာရက်ဖက်ပြစ်မှတ်တွေပြစ်ခတ်တိုက်ခိုက်ခံရတာတွေချင်းချောက်ခံရတာတွေအာနောက်တစ်ခါကျွန်တော်တို့88ကာလတုန်းကဒီဆိုရှယ်မီဒီယာမရှိဘူးအခုကကြတော့ဒီဆိုရှယ်မီဒီယာပွင့်လင်းလာတော့ Facebook ခင်မှာလူတိုင်းကတက်ပြီးတော့ဖုန်းတစ်လုံးရှိရင်တက်ပြီးတော့ပြောနိုင်တယ်ရေးနိုင်တယ်အကောင့်ဘက်ကကြည့်ရင်တော့ဒါပြောရင်အခွင့်အရေးတစ်ခုပေါ့လူတိုင်းကလွတ်လွတ်လပ်လပ်စံတာတွေထုတ်ပေါ်နိုင်တယ်ပေါ်ထုတ်နိုင်တယ်ဒါပေမဲ့အဲ့ဒါကိုတံမိုးကြီးကြီးမသုံးနိုင်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့တယောက်နဲ့တယောက်ဆဲဆိုချိန်မောင်းချိန်ချောက်ဆိုတာမျိုးတွေဖြစ်လာတော့အဲ့တော့နိုင်ငံရေးမှာဘာဘာဖြစ်လာလဲဆိုတော့တုံတန်ယုံမပြောရင်မဆိုရဲပြန်ဖြစ်လာတယ်ပွင့်လင်းလုံးအကြီးတော့တခါဘာဖြစ်လာလဲဆိုတော့အဲ့ပွင့်လင်းမှုကို ပုံမှန်ကန်ကန်အသုံးမချနိုင်တော့အယူဆကွဲတာနဲ့တကားတဲ့ဆဲကြဆိုကြချင်းချောက်ကြဆိုတော့အဲ့ဒီပွင့်လင်းမှုဟာပုံပြတ်သွားတယ်အဲ့လိုဖြစ်တဲ့အချိန်မှာဒါကျွန်တော်တို့သတိပြုရမယ့်အချက်ကြီးရှိတယ်ကျွန်တော်အခမ်းအနားမစခင်မှာအလာပါတလာပါပြောပြစ်အပြောပြစ်တော့အယူဆတစ်ခုဟာလေကျွန်တော်တို့နိုင်ငံထဲမှာဟုတ်တယ်လို့လို့နဲ့လိုရနေတဲ့အယူဆတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့တချို့ဟာဝိုင်းကူခြင်းတယ် သို့တော့နိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့ကိစ္စကတခါထပ်ဖြစ်ပြန်တယ်အဲ့တော့မူလရည်ရွယ်ချက်ကဘာလဲဆိုတော့ तू ကပြတ်ထန်းချက်ကနိုင်ငံဝန်ထမ်းများပါတီနိုင်ငံရေးကင်းရှင်းရမယ်ရည်ရွယ်တာနိုင်ငံဝန်ထမ်းရည်ရွယ်ချက်ကမဆိုးဘူးဘာလို့လဲဆိုတော့ပါတီစုံဖြစ်လာတဲ့အခါကျရင်ဟာအဝါတစ်မျိုးအစိမ်းရတစ်မျိုးအနီရတစ်မျိုးအပြားတစ်မျိုးအဲ့ဒီလိုအကွဲအကွဲပြားပြားတွေဟာဝန်ထမ်းအဖွဲ့စည်းထဲမှာ အကွက်ကွက်ပြပြဖြစ်ပြီးတော့ဒီဝန်တန်းကအပြာအတွက်လုံမယ်ဟိုဝန်တန်းကအစိမ့်အတွက်လုံမယ်ဆိုရင်ပြည်သူကိုဝန်ဆောင်မှုပေးတဲ့နိုင်ငံဝန်တန်းကြားထဲမှာစီလုံးမှုပြပြပြီးတော့နိုင်ငံအတွက်ဒါဆိုးကျိုးတွေဖြစ်နိုင်တယ်ဟုတ်တယ်ဒါကာကွယ်ရမယ်အဲ့တော့ပြန်စဉ်းစားကြည့်တော့နိုင်ငံဝန်တန်းကိုရည်ရွယ်တာအဲ့ဒီမှာမှပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုတဲ့ဇကားကဥပဒေဇကားရက်အရာမဟုတ်ဘူးတက်တနာက ။ဟောဆိုမင်းငါနဲ့လာမပတ်သက်နဲ့ကင်းကင်းရှင်းရှင်းနေဆိုတာကလာမခေါ်နဲ့လာစကားမပြောနဲ့မပတ်သက်နဲ့မဆက်ဆံနဲ့ဆိုတဲ့အတိတ်ပဲမျိုးတက်ရောက်သွားတယ်။တကယ်ကနိုင်ငံဝန်တန်းများဟာမြည်သည့်နိုင်ငံရေးပါတီဝင်များမဖြစ်စေရဆိုရင်ကျွန်တော်တို့ဟာစစ်ဆေးလို့ရတယ်။မင်းဝန်တန်းတော်ဝန်ထမ်းဆောင်နေရင်းနဲ့ပါတီဝင်ထားလားဝင်ထားရင်မင်းဝန်တန်းအထွက်မလားပါတီကထွက်မလားအဲကျွန်တော်တို့ကဒီလိုမျိုးအရေးယူလို့ရတယ် သို့မဟုတ်ဝန်တန်းဘဝနဲ့ပါတီနိုင်ငံရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နေတာစစ်ဆေးတွေ့ရှိတယ်ဆိုရင်လည်းအရေးယူလို့ရတယ်အဲ့တော့သို့တော့ကင်းရှင်းရမည်ဆိုတော့ဒီစကားရဲ့ကြီးကတော်တော်ခက်တယ်ကင်းရှင်းတယ်ဆိုတာကပါတီဝင်မဖြစ်စေရဆိုတာကတိတိကျကျသတ်မှတ်လို့ရတယ်ကင်းရှင်းရမည်ဆိုတဲ့ကိစ္စကမဆက်ဆံရဘူးလားမပတ်သက်ရဘူးလားအဲ့တော့ကျွန်တော်တခြားနိုင်ငံတွေရဲ့အားဒီလိုက်လေ့လာကြည့် နိုင်ငံပေါင်း190ကျော်ရဲ့ဖွဲ့စည်းပုံခြေခံဥပဒေတွေမှာအဲ့ဒီပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုတာဘယ်နိုင်ငံမှာမှမရှိဘူးပြတ်ထန်းတယ်ဘယ်လိုပြတ်ထန်းလဲဆိုတော့ဥမာဟလာအမေရိကန်နိုင်ငံမှာဆိုရင်သူက hedge act လို့ခေါ်တယ်အဲ့ဒါပြတ်ထန်းတယ်ဖွဲ့စည်းပုံထဲမှာမပါဘူးသို့တော့နိုင်ငံဝန်တန်းတွေဟာဒီပါတီနိုင်ငံရေးကိစ္စတွေမှာမဆွတ်ဖက်ဖို့နောက်ပြီးတော့ဘက်လိုက်တာတွေမလုပ်ဖို့အတွက်သူက ဘယ်ဟာတွေကိုလုပ်လို့ရတယ်သူကဘယ်ဟာတွေကိုမလုပ်ရဘူးဆိုတော့ do's and don'ts do ဆိုတာကဒါတွေလုပ်လို့ရတယ်ဥပမာပြင်နားမကြခင်မှာကျွန်တော်တို့ကဟလာရုပ်ောက်ကွဲပါ냐ဖြစ်မယ်ဆိုရင်မဲယုံမှာလုံအားပေးလုပ်တဲ့ကိစ္စတွေကပညာရေးဝန်ထမ်းတွေအများကြီးလာတယ်ဆိုတော့ तू ကဒါတွေလုပ်လို့ရတယ်အဲ့တော့ဘယ်ဟာတော့လုပ်လို့မရဘူးမဲဆွယ်မပေးရဘူးဟလာစသဖြင့်ဟလာပါတီအတွက်ဖက်လိုက်တာမလုပ်ပေးရဘူးဆိုတာမျိုးကိုလုပ်အဲ့တော့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကပြန်စဉ်းစားကြည့်မယ် ကျွန်တော်နိုင်ငံမှာတန်း90ကျော်ရှိတန်း90ကျော်မှာဝန်တန်းကတတန်းကိုပတ်ချလဲလောက်ရှိတယ်အဲ့ဒါတမတော်သားကျွန်တော်တို့ခမန်းကြီး၄သိန်းပတ်ဝန်းကျင်အပါဝင်တနင်္ဂနွေလုံးမှာဝန်တန်းတတန်းကိုပတ်ဝန်းကျင်လောက်ရှိတယ်အဲ့တော့တတန်းကိုပြဋ္ဌာန်းရမယ်ဥပဒေဟာသူကနိုင်ငံဝန်တန်းဥပဒေဆိုပြီးတော့ဝန်တန်းများဆောင်ရံရှောင်ရံဥပဒေပြဋ္ဌာန်းတယ်တန်း90စလုံးအတွက်အဲ့ဒီဥပဒေနဲ့မဆိုင်ဘူး နိုင်ငံဝန်တန်းများအတွက်သာဆိုင်တဲ့အတွက်ကြောင့်သူကနိုင်ငံဝန်တန်းဥပဒေမှာမလုပ်ရမယ်ဘာမလုပ်ရဘူးဆိုတာကိုပြဋ္ဌာန်းတယ်ကျူးလွန်ရင်ချိုးဖောက်ရင် ပြစ်ဒဏ်ပါပါဆိုတာကိုပြဋ္ဌာန်းတယ်အဲ့တော့အခုကျွန်တော်တို့ရှိမှာကတော့ရွေချက်ကမှန်တယ်နိုင်ငံဝန်တန်းတွေသွေးမကွဲအောင်ပါတီစုံကြောင့်မှုလို့အကွဲကွဲပြပြဘဲလိုက်တာတွေမဖြစ်အောင်ရွေချက်ကဟုတ်တယ်သို့တော့ဘာမှမသိရှင်းရှင်းရမည်ဖြစ်တော့အခုကျွန်တော်ဆိုရင် တယောက်ကပြောတယ်ဥမာကျွန်တော်တို့အများစုကဗုဒ္ဓဘာသာတွေဖြစ်တော့ဖရာဂောဘကတွေဘာတွေများလုပ်ရင်လဲပါတီနိုင်ငံရေးကင်းရှင်းရအောင်ဟာဟုတ်တချို့ဆိုရင်ကျွန်တော်တို့ပြောတယ်အိမ်ချမ်းကြီးအကျိုးဆောင်အသင်းဝင်တာပါတီနိုင်ငံရေးကင်းရှင်းရအောင်သူကနိုင်ငံဝန်တန်းတင်မဟုတ်တော့ဘူးဥပမာအပြင်နောက်တစ်ခုကဘာလဲဆိုတော့ရှင့်နေရှင့်နေဆိုတာ तू ကပုဂ္ဂလိကသူ့ဘာသူမှုလိုက်တာလေတရားရေးဝန်တန်းဥပဒေဝန်တန်း အစိုးရလာကစားလုပ်ရင်တော့သူကနိုင်ငံဝန်ထမ်းဖြစ်သွားတယ်။တာမန်အပြင်ရုံးမှာသူ့ပါသူအမှုလိုက်တဲ့ကိစ္စဟာနိုင်ငံဝန်ထမ်းမဟုတ်ဘူး။ဒါပေမဲ့အဲ့ဒီရှင်းနေတောင်မဖြစ်သေးဘူးအလုတ်တင်ရှင်းနေစင်းခွင့်ရှင်းနေကိုမဖြစ်သေးဘူးအစိုးရစီကဘာလစားအဆောင်ရောင်မှလည်းမပါဘူးအဲ့ဒါကိုလည်းပါတီနိုင်ငံရေးကင်းရှင်းကြောင်းကိုတိုင်ခံဝန်လုပ်ရမယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဒီသဘောကတာမန်ပြည်သူတွေကြားထဲမှာပါ နိုင်ငံရေးပါတီဆိုတာကြောက်စရာကြီးသွားမပတ်သက်နဲ့အန်ဒီရရှိတယ်ကင်းကင်းနေတာကောင်းတယ်ဆိုတာကို तू ကရည်ရွယ်တော့ကနိုင်ငံဝန်ထမ်းကိုရည်ရွယ်တာသို့တော်တန်း90စလုံးကိုပါတီနိုင်ငံရေးကြောက်အောင်လုပ်ပြတယ်လို့ဖြစ်တချို့နေရာတွေမှာဆိုဘလို့ဆိုးလဲဆိုတော့ပုဂ္ဂလိကအလုတ်ခေါ်တယ်ပုဂ္ဂလိကအလုတ်ခေါ်တဲ့ခေါ်စာမှာသူ့စီမှာအလုတ်လုံးမဲ့ဝန်ထမ်းကိုပါတီနိုင်ငံရေးကဲချင်းကြောင်းထောက်ခံစာယူရမယ်ဆိုပြီးတော့တောင်း ဒါခင်ဗျားတို့လည်းဒါကျွန်တော်ပြောတာတွေအားလုံးဒါကြုံဘူးတဲ့ကိစ္စတွေပဲအဲ့တော့ဘာဖြစ်လာလဲဆိုတော့တစ်ဖက်ကနိုင်ငံတော်အကြီးအကဲအဆက်ဆက်ပေါ့ဒီအကြီးအကဲမှမဟုတ်ဘူးအရင်အကြီးအကဲတွေအဆက်ဆက်ကကျွန်တော်တို့မြန်မာနိုင်ငံမှာလာဒီပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးမယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပြဋ္ဌာန်းတယ်နိုင်ငံအကြီးအကဲများကလည်းအဆက်ဆက်ကလည်းပြောတယ်ပြောလဲပြီးရောသူကဘာထပ်ပြီးတော့လုပ်လဲဆိုတော့ပါတီစုံဒီမိုကရေစီရှင်သန်ကြီးထွားဖို့ဆိုရင် နိုင်ငံရေးပါတီတွေအားကောင်းဖို့လိုတယ်ပြည်သူတွေကနိုင်ငံရေးစိတ်ဝင်စားဖို့လိုတယ်စိတ်မဝင်စားရင်လူတစုလေးနဲ့ तू आ तू ချောက်ပြီးတော့လှုပ်ရှင်တော်လှုပ်ဟာလာပြည်သူနဲ့နိုင်ငံရေးနဲ့မပတ်သက်သလိုဖြစ်ရင်အဲ့နိုင်ငံရေးကမကောင်းဘူးနိုင်ငံရေးမကောင်းရင်စီးပွားရေးလည်းမကောင်းဘူးလူမှုရေးလည်းမကောင်းဘူးဒါကဆက်ဆံနေတာအဲ့တော့ကျွန်တော်တို့ကဟာလာကျွန်တော်တို့ပါတီစုံဒီမိုကရေစီရှင်သန်အားကောင်းအောင်လုပ်မယ်ဆိုရင် နိုင်ငံရေးပါတီတွေအားကောင်းဖို့လိုတယ်။ဒါအခုကျွန်တော်တို့ကစတင်ရတဲ့အခါကျတော့ပြောရရင်အားရလောက်တဲ့အခြေအနေကိုမဖြစ်သေးဘူး။မဖြစ်သေးဘူးဆိုတာကလောက်ရတဲ့လူတွေကိုနိုင်ကကြောက်စုတ်ကြောက်စုတ်နေလို့ပါတော့။နော်အဲ့တော့ကျွန်တော်တို့ကနိုင်ငံတော်ကိုနိုင်ကမိမိရဲ့ရည်မှန်းချက်ဖြစ်တဲ့ပါတီစုံဒီမိုကရေစီကိုအားကောင်းအောင်ဆိုရင်ခုနကပြောတဲ့ပြည်သူသားထဲမှာပြန့်နှံ့နေတဲ့နိုင်ပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုတဲ့ကိစ္စအဲ့ဒါကိုကျွန်တော်တို့မှန်မှန်ကန်ကန်ပြန်ပြီးတော့သုံးသပ်ဖို့လိုတယ် တကယ်လို့သာအဲ့ဒီကြောက်စိတ်မရှိဘူးဆိုရင်ဒီချန်ရှန်ထွက်သွားမှာပေါ့ဟလာတနိုင်ငံလုံးမှာပါတီတွေအားကောင်းလာမှာပေါ့သို့တော့ပါတီတွေအားကောင်းလာပြီးတော့ပါတီတွေကဥပဒေချိုးဖောက်တယ်ဟလာမဟုတ်တာတွေလုပ်တယ်ဆိုရင်တိတိကျကျအရေးယူပါတော့ဟိုပါတီတွေကိုလည်းပဲထိန်းချုပ်တဲ့ဟာကသူ့ဘာသူတက်ဆိုင်ရာတက်ဆိုင်ရာဥပဒေတွေရှိဖို့လိုတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့က အာနိုင်ငံရေးပါတီထောင်နေဆိုတာဒီကောင်တွေကအာဏာယူနေတာဒီကောင်တွေကနေရာမဲ့လို့ယူလို့ဟာပါတီနိုင်ငံရေးဆိုတာနိုင်ငံရေးသမားတွေကအချင်းချင်းလဲကွဲပြဲနေတာခြားနေတာဆိုတော့ကျွန်တော်တို့ကျုံးစာတင်ဒီစာတင်ကန်းထဲမှာတင်ယိုးညွှန်းနှန်းဒီမှာကအစအဲ့ဒီပါတီနိုင်ငံရေးမကောင်းကြောင်းတွေကိုကြီးပဲခလေးတွေကောင်းတဲ့ကိုထည့်ပေးနေတော့ဒီနိုင်ငံမှာနိုင်ငံရေးကကောင်းလာစရာအကြောင်းမရှိဘူးမကောင်းရင်ရင်းယူပေါ့ကျွန်တော်ပြောတာ နိုင်ငံတကာကွဲတယ်ကွဲတာပေါ့ဒီမိုကရေစီဆိုတာကွဲတာလေမကွဲစေချင်ရင်တသွေးတသံတမိတ်လုံးအဲ့ဒါမကွဲဘူးကွဲလို့လည်းမရဘူးကွဲရင်ထုတ်ပြလိုက်တာအရေးယူလိုက်တာဆိုလိုတာအဲ့တော့ပါတီနိုင်ငံရေးဆိုတာကအကွဲကျင့်တာကွဲတတ်အောင်ကျင့်တာကွဲလို့ရတယ်ညင်းလို့ခုံလို့ရတယ်သဘောထားကွဲလို့ရတယ်အဲလက်မပါနဲ့အဲကျွန်တော်တို့ကအဓိကဘာလဲဆိုတော့ကျွန်တော်တို့လက်ဝေးချိုးပိုင်းထဲမှာတောင်းမှာထိုးဟုတ်လားချက်အောက်ကိုမထိုးရဘူးမအောက်လုံးနေမတုံးနဲ့မထိုးနဲ့ဟုတ်လား ဒီမှာလဲသွားပြီရှုံးသွားပြီအဲ့ဒါကိုဖိပြီးတော့အသေးထိုးမရဘူးဒါဒဏ်ရဝင်ဆွဲရဆိုတော့အဲ့တော့သဘောကတော့ကျွန်တော်နိုင်ငံရေးပါတီတွေမှာဟလာသူ့ဘာသူဥပဒေစီကံအတိုင်းဖြစ်ဖို့အတွက်ကိုကြက်မှတ်ဖို့ပဲလိုတယ်အဲ့ဒါကိုမပတ်သက်အောင်ဟိုကြင်ကြင်ရှင်းရှင်းနေအောင်မောင်းထုတ်ဖို့တော့မကောင်းဘူးမဟုတ်ရင်နိုင်ငံရေးအားနဲ့တာနဲ့အမျှပြည်သူကနိုင်ငံရေးမယုံတော့ဘူးမရပါဘူးကွာတို့နိုင်ငံရေးနီးလန်းနေတာဘာမှဖြစ်ရှင်းလို့မရနိုင်ဘူးနောက်ဆုံးပြောရင်လူငယ်တွေက လက်နဲ့ကင်ပြီးချပါရမှာပါဆိုတာကနိုင်ငံရေးအားနည်းသွားလို့ဖြစ်တာအဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးပြန်ပွင့်လာအောင်အားကောင်းလာအောင်ဟလာဥပဒေနေဥပဒေနဲ့ကြကြမမတ်လုတ်ပြီးတော့စိုက်သွားအောင်မလုပ်ဘဲနဲ့နိုင်ငံရေးကိုစိတ်ဝင်စားလာအောင်တက်တက်ကြွကြွဖြစ်လာအောင်ကျွန်တော်တို့ကလုပ်ဖို့လိုတယ်ဒါဒါပါတီရုံးခန်းဖွင့်ပွဲမှာနိုင်ငံရေးနဲ့ပတ်သက်လို့အဲ့တော့ပြည်သူတွေရရောဟာနိုင်ငံရေးကတော့မပတ်သက်တော့ကောင်းပါလေကိုကကိုတမင်းကိုရှာစားရတာ ိုသမင်းကိုချပြီးတကယ်စားရသလားပြန်စဉ်းစားကြည့်နိုင်ငံရေးမကောင်းရင်ကိုချတဲ့သမင်းတော်ကိုအဝမစားရဘူးနော်တကယ်တကယ်ကကျွန်တော်ဒီရောက်တော့မေးကြည့်တယ်ဒီမှာရေကြီးတဲ့ပြဿနာပေါ်တယ်ကျွန်တော်တို့စပားတွေပြက်တာတွေပေါ်တယ်ဘာမှသိခဲရခဲစင်မဟုတ်ဘူးအဲ့ဒီရင်းနှုံမြောင်းကောင်းသွားတာနဲ့ကိုပဲရေစည်းရေလာကောင်းသွားရင်ရေကြီးရေရှမ်းကိစ္စကိုကိစ္စကိုကျွန်တော်တို့ဖြေရှင်းနိုင်တယ်အဲ့တော့တကယ်လို့ကျွန်တော်တို့ဒီပါတီကနေပြီးတော့ကိုစလဲတွေထွက်လာတယ်ကိုဒေတာမှာဘယ်ဟာကဦးစားပေးပြီးလောက်ရမယ်ဒါအရေးကြီးတဲ့ကိစ္စ အဲ့ဒီဟာကိုကျွန်တော်တို့ကပျော်ရည်ဆိုခွင့်ရလာရင်ဒီကိစ္စလွယ်လွယ်လေးဆိုလိုတာဟာလာကျွန်တော်တို့ဒီမှာ size ရိတ်ကြီးတယ်မြေဩဇာဘူးဟာလာ73စီဘူးဆက်ပစ္စည်းငှားရမ်းနေဘူးကျွန်တော်တို့ပြီးတဲ့ခါကျတော့စဘာစည်းကွက်ကိုကျွန်တော်တို့ကအချိန်မီမရောက်နိုင်တာသို့မဟုတ်စဘာကိုကင်ပြီးမရောက်နိုင်ဘူးစဘာကိုကြစည်းနဲ့ထိုးရောင်းလိုက်ရတယ်ဘာလို့ဆိုကျွေးတယ်ရှိလို့ဆိုတော့ဒါရီဒါရီဟာစနစ်ပြဿနာအဲ့တော့ကျွန်တော်တို့ကစနစ်ကိုတိဆောက်တာဘာနဲ့တိဆောက်ရလဲဆိုတော့မူဝါဒနဲ့တိဆောက်ရတယ် အဲ့ဒါကိုကျွန်တော်တို့ကနိုင်ငံရေးပါတီတွေကတက်ဆိုင်ရာဒေတာလိုက်ဒေတာလိုက်ဟလာတောင်သူလယ်သမားဆိုလဲတောင်သူလယ်သမားအလုတမားဆိုလဲအလုတမားသူတို့ကိုကိုစားပြုပြီးတော့ဥပဒေတွေအသက်ဝင်အောင်နောက်တစ်ခုကဒီဥပဒေတွေကလက်တွေ့သုံးကြည့်တဲ့အခါကျတော့ချုပ်ရင်းချက်တွေအားနည်းချက်တွေရှိနေတယ်ဆိုရင်ပြုပြင်ဖို့ပြင်ဆင်ဖို့အသစ်ပြဋ္ဌာန်းဖို့အဲ့ဒါတွေအတွက်ပါတီနိုင်ငံရေးတွေအကောင်းမှုလိုတယ်အဲ့ဒီမှာလုံနိုင်ကြိုင်နိုင်တဲ့သူတွေပြောရရင်လွတ်တော်ဆိုတာဥပဒေပြုတ်တာပြင်တာဖျက်တာလုပ် ဥပဒေနားလည်တဲ့သူတွေလွတ်တော်ထဲရောက်ဖို့လိုတယ်။အဲ့ဒီဥပဒေသမားဖြစ်တဲ့ရှင့်တွေကိုပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုတော့လွတ်တော်ထဲကိုဘယ်လိုလူတွေရောက်မှာလဲ။အဲဒါဒါဒါပြဿနာရှိနိုင်ငံတကာမှာနိုင်ငံရေးသမားတော်တော်များများဟာဥပဒေသမားတွေများတယ်။ဥပဒေအခြေခံအ ਨੇ နဲ့အများအားကောင်းတဲ့လူတွေပါတယ်။အဲ့တော့ဒီနိုင်ငံမှာဒါကျွန်တော်ကရည်စရာတွင်းမိတယ်ကျွန်တော်တို့ပြောလို့ပြောတာရှိတယ်အယူတိန်းလို့နှစ်စိမ့်ဖြစ်တယ်ဆိုတာအဲ့တော့ကျွန်တော်တို့တိန်းနေတဲ့အယူတွေကအများကြီးပဲ အဲဒါပေမဲ့အဆက်အဆက်ကဟုတ်တယ်ထင်ပြီးတော့ဒီတိုင်းပဲလက်ခံလာတယ်ကျင့်သုံးလာတယ်အဲနတ်စိမ့်ဖြစ်တယ်ဆိုတာပြောရရင်တော့တည်ရင်းဆုံးနဲ့တည်တာပြောတာဘာလို့နတ်စိမ့်ကဟိုပြောရရင်အသေးဖြောင်းတယ်သူကနတ်စိမ့်မဖြစ်ဘူးအဲ့တော့အခုကျွန်တော်တို့ပြောရရင်အရွယ်ကောင်းနေဟလာနှစ်ဖက်စလုံးပေါ့တမတော်ဘက်ကကြသွားတာလေအရွယ်ကောင်းနေဟလာဟိုဘက်ကကျွန်တော်တို့ကြဆုံးနေတာလေအရွယ်ကောင်းနေကျွန်တော်တွင်းတွင်းနဲ့ကျွန်တော်ကြောက်လာကြောက်လာတယ်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့ ီးခဲ့တဲ့သကောင်စင်းမာတို့ကလွန်ခဲ့တဲ့10နှစ်ကကျွန်တော်54တန်းလို့ကျွန်တော်ကပြောတာအခုကောက်လိုက်တော့50တန်းပဲရှိတယ်3တန်းပြတ်သွားတာဒါကပြဿနာတစ်ခုနောက်တစ်ခုကပြပရောက်တဲ့ဟာတွေကျဆိုထိုင်းမှာရောက်နေတဲ့အမားချွေပြောင်းလုတ်သားက9တန်းပတ်ဝန်းကျင်ရှိအဲ့တော့နိုင်ငံတော်ကိုရောက်နေတဲ့ဟာကခမန်းကြီးပြောရင်10တန်းနဲ့ပတ်ဝန်းကျင်လောက်ရှိပြောရင်လူကြီးရဲ့7ဘုံလုံးသွားတဲ့လူတွေကတကယ် အလုံးလုံးနိုင်တဲ့အရွယ်အရွယ်ကောင်းတွေကြီးပဲကျွန်တော်ဒီရွာမှာဝလို့မြေးကြည့်တယ်ထွက်တာပဲလူငယ်တွေတော်တော်များများပြပထွက်ပြပထွက်တော့လေတရားဝင်ထွက်တာနည်းနည်းခိုးထွက်တာများများတော့အဲ့ဒီကလေးတွေမှာအကာအကွယ်လည်းမရဘူးနိုင်ငံတော်ကရတဲ့ရတိုက်တဲ့ပြန်လွှဲငွေလို့ဘာလို့စနစ်တကျပြရမယ့်ကိစ္စတွေလဲဆုံးရှုံးတယ်အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးအလုံးမှန်ဖို့ဆိုတာကအယူမှန်ဖို့လိုတယ်ကျွန်တော်တို့နိုင်ငံရေးခေါင်းဆောင်တွေရဲ့အယူအဆ အတွေးခေါ်မှန်မှဟိုဗမာကျွန်တော်တို့ဗုဒ္ဓဘာသာအယူဆမှာတော့ဟိုစိတ်ဒေနနိယတိလောကောဆိုတာဟလာစိတ်ကဥစ္စာအဲ့တော့သူ့ရဲ့စိတ်အတွေးအကြံမှန်မှအပြောမှန်ပဲအလုံးမှန်ပဲအဲ့အယူတိုင်းတော့ဘာဖြစ်ကုန်လဲဆိုတော့အကုန်လုံးတခါတခါလာနာတိုက်ကုန်အဲ့နတ်စိမ့်တွေဖြစ်ကုန်အခုကနတ်စိမ့်ဖြစ်တာတော်တော်များနေပြီနော်အဲ့တော့အရွယ်ကောင်းပြောရင်တော့ယောက်ျားလေးအမျိုးသားတွေတော်တော်များများကတေကြီးပြည့်စည်တယ်ကြံတဲ့ဟာဒီမှာလဲကျွန်တော်လေးပြောမကောင်းလို့ခြေပြက်လက်ပြက်တွေ ဟာလာကျွန်တော်တို့ဟိုကိုလည်းအင်္ဂါချို့တဲ့သွားတာဒီလေအမြောက်အများပြစ်ဒီပြဿနာကြီးကနောက်ကလေးတွေပညာရေးကျမ်းမာရေးပျက်စီးသွားတဲ့ကိစ္စတွေကကျွန်တော်တို့မျက်စီထဲမှာနောက်၁၀နှစ်ကိုပုံဖော်ကြည့်လိုက်အဲ့ဒီကနေကြီးလာမဲ့လူကြီးတွေအရွယ်ရောက်လာမဲ့သူတွေဘယ်လိုပညာရေးအခြေအနေမျိုးဖြစ်မလဲဘယ်လိုကျမ်းမာရေးအခြေအနေမျိုးဖြစ်မလဲပြိပကဖြစ်နေတဲ့နေရာတွေအားလုံးမှာအဲ့တော့ဟိုကျွန်တော်ပြောချင်တာတွေကဟိုဒီလိုမျိုးနေရရဲဘော်တွေနဲ့ဆိုရင်ဟိုတလုံးတစ်ခဲကြီး အချိန်ုံငဲ့ပြီးတော့ဒါကျွန်တော်မှလေဟိုတခါကျပြောရင်းနဲ့တမ်းတမ်းချုပ်နေရတာအဲ့တော့ကျွန်တော်တို့ကတကူးကိုလုံမယ်ဆိုရင်ဘာဖြစ်ချင်တာလဲအဲ့ဒါရှင်းရှင်းလင်းလင်းရှိဖို့လိုတယ်တခါကျတော့လုံတော့လုံနေတာဘာဖြစ်ချင်မှမသိဘူးဘာလိုချင်တာလဲအဲ့ဒါအရင်ဆုံးရှင်းရှင်းလင်းလင်းရှိဖို့လိုကျွန်တော်နိုင်ငံရေးကိုစကလုံးနေကြီးကြီးကျယ်ကျွန်တော်ပြောနေရင်ဘာပြောရင်စာအုပ်ထဲကဟာတွေလျှောက်ပြောနေရိုးရိုးလေးပြောမယ်ဗျာကျွန်တော်တို့ငင်းငင်းကြမ်းကြမ်းနေချင်တယ်ဒါဒါတာမန်ပြည်သူရဲ့နိုင်ငံရေးပဲဟာဟိုလူကြောင့်ဝဒီလူကြောင့်ဝမလုံမထုံနဲ့ ဟလာဟိုလမ်းမှာကားထားပြီးစစ်လဲရက်ပေးရတယ်ဖုန်းပေးဆိုလဲပေးရတယ်အဲ့ဒါဘလူကတောင်းတောင်းပေးရတယ်တမက်ကြိုင်တာအကုန်ကြောက်ရတယ်ဘုမလင်းလင်းပြောရင်တစ်ဖက်ကလည်းလုံုံရင်းရစစ်ဆေးရတယ်ဆိုတဲ့ပြဿနာရှိတယ်တစ်ဖက်ကကြတော့လည်းအခုကျွန်တော်တို့ဒါသခိုင်းတိုင်းမကွေးတိုင်းဆိုရင်တောင်းသမျှဂိတ်ကိုဖြတ်ပြီးတော့ပတ်စံပေးရတယ်နော်ဆိုတော့ဒါကိုကျွန်တော်တို့ကဟလာကျွန်တော်တို့ဘာဖြစ်နေတာလဲအဲ့တော့ရိုးရိုးလေးကျွန်တော်ပြောရင်ပြည်သူတွေအသံတွေကိုကျွန်တော်ပြန်ပြီးတော့ ပဲ့တင်ထပ်ပြီးပြောရရင်ငင်းငင်းချမ်းချမ်းနေခြင်း၊လုံလုံချုံချုံနေခြင်း ਨੇ နေ့စဉ်စားဝတ်နေရေးလေးကိုဘသူအနောက်ချက်မှမရှိဘဲနဲ့ငင်းငင်းချမ်းချမ်းနေခြင်း ਨੇ ပြစ်နိုင်ရင်ပံပိုးကူညီမှုလိုခြင်း ਨੇ နောက်ဆုံးပြောရရင်တော့မကူညီခြင်းနေမနောက်ချက်ရင်တော်တော်လေးအလုပ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကပြည်သူတွေကိုငင်းငင်းချမ်းချမ်းလုံလုံချုံချုံနဲ့နေ့စဉ်စားဝတ်နေရေးဖြစ်ဖို့အတွက်နိုင်ငံရေးဝန်ကျင်ကောင်းရှိဖို့လိုတယ်အဲ့ဒီအတွက်ဘသူတွေကလုံးဝမှာလဲဆိုတော့ပြောရရင်နိုင်ငံရေးပါတီတွေက ပြည်သူတွေရဲ့အတန်ကိုကိုစားပြုပြီးတော့သူတို့မပြောရတာတွေကျွန်တော်ကကိုစားပြုပြီးပြောရမယ်။သူတို့မပြောတတ်ရင်ပြောတတ်အောင်ကျွန်တော်တို့ကအကြံဉာဏ်ပေးရမယ်။သူတို့ဆွေးနွေးရ။အဲ့လိုနီးနေကဝမျိုးနယ်ကောင်းရင်တပြေးပြေးနဲ့ပဘိုးတိုင်းကောင်းအောင်ကျွန်တော်တို့ကလုပ်ရမယ်။အဲ့ဒီကနေပြီးတော့နိုင်ငံတော်ကြီးကောင်းတဲ့အထိကျွန်တော်တို့လုပ်ရမယ်။ဒါကြောင့်အားလုံးကိုပြန်ထုတ်ပါလို့ရှိရင်အကဏ္ဍအစမှာနိုင်ငံတော်အားအလေးပြုဆိုတာကျွန်တော်တို့ဒီဝကျက်ရှိရှိနဲ့လုပ်ခဲ့တာပါ။ ။ဘာကြောင့်လဲဆိုတော့ပုံမှန်အပြင်ကတော့တမယိုးကြကနိုင်ငံတော်အလံအားအလေးပြုကျွန်တော်တို့အလံအား၃လက်ရှိသွားပြီ။နောက်ကောပြောင်းအောင်မလားမသိဘူး။ဘာလို့ကျွန်တော်တို့အလံတလက်တလက်ကသက်တမ်းကတော်တော်နှုတ်တယ်။ဘောက်ကူက48ကဟာ1962ကျတော့အဲ့ဒီအလံသက်တမ်းကုန်သွားတယ်။အဲ့ဒီကနေပြီးတော့1984ကြာမှနောက်ထပ်အလံအပစ်ပေါ်တယ်80ချင်းမှာတက်တန်းကုန်သွားတယ်အခုဒီအလံလဲကျွန်တော်တို့က2017မှာဒီအလံရဲ့တက်တန်းစတယ အဲ့တော့ပြောကျင်တာကအလံလေးပြောင်းလဲဖြစ်တာတက်ကိုနိုင်ငံတော်မပြောင်းဖို့လို့နိုင်ငံတော်ကကျွန်တော်တို့သားစဉ်ကြီးဆက်ခလေးတွေအထိနိုင်ငံတော်ဆိုတာကြီးကိုရင်ထဲနှလုံးထဲမှာခိုင်ခိုင်မာမာငါတို့ဟာတို့နိုင်ငံတော်ကြီးကိုတန်းတူညီမျှတဲ့လွတ်လပ်တဲ့နော်အမဂန်ကျဲရှိတဲ့နိုင်ငံတော်ကြီးဖြစ်အောင် လုပ်မယ်ဆိုတဲ့တန်ဓိဋ္ဌံစိတ်ပိုင်းဖြတ်ချက်နဲ့ပြည်သူပါတီမှာဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့တော့ကျွန်တော်တို့ပြည်သူပါတီဥဆောင်တဲ့သူတွေကိုလည်းပဲတာဝန်ရှိတဲ့သူတွေကိုလည်းကို့သွေးရင်သားရင်လို့သဘောထားပြီးတော့ပြောစရာရှိပြောဝေဖန်စရာရှိဝေဖန်ကျွန်တော်တို့ကအပြောခံတဲ့ပါတီနော်ပြောလို့တက်တက်လာပြောမဲ့ပါတီမဟုတ်ဘူးအချိန်ရွေးကျွန်တော်တို့ကိုဆက်သွယ်လို့ရတယ်ပြောလို့ရတယ်ပြည်သူပါတီကအပြောခံမဲ့ပါတီဖြစ်တယ်ဟာလာဝေဖန်တာအကြံပြုတာကိုလိုက်လိုက်လဲလဲကြိုဆိုတဲ့ပါတီဖြစ်တယ်ဒါကြောင့်မလို့ဟာလာဒီခုတက်ရောက်လာတဲ့ ်မိတ်ဆွေများကတဆင့်ရဲဘော်များကတဆင့်စင်ပွားစင်ပွားဆက်လက်ပြီးတော့ဖြန့်ချီပေးပါအဲ့တော့ပြည်သူပါတီကိုဟလာကိုယ်တိုင်လုံနိုင်ရင်လုပ်ပါမလုံနိုင်ရင်လည်းအကြံဉာဏ်ပေးတော့ဝေဖန်တာဟလာစသည်တဲ့ပြူပေါင်းဆောင်ရွက်မှုမျိုးတွေလုပ်ပြီးတော့နိုင်ငံရင်းနဲ့ကင်းကင်းမနေကြပါနဲ့နိုင်ငံရင်းနဲ့ကင်းရင်ကျွန်တော်တို့နိုင်ငံရင်းမကောင်းရင်နိုင်ငံရင်းစီးပွားရေးလူမှုရေးကောင်းစရာအကြောင်းမမြင်ဘူးဒါကြောင့်နိုင်ငံရင်းပြန်လဲပွင့်လင်းဖို့အတွက်ဒါကျွန်တော်တို့အားလုံး တက်တက်ကြွကြွနဲ့ပူပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းရင်းနဲ့နေကုန်းချုပ်ပါအားလုံးကိုကျေးဇူးတင်ပါတယ်